တင်းရင်များပြားလာတဲ့အလုတ်တောင်ဝင်တွေပုံမလှုပ်ဆောင်နိုင်ဖို့အတွက်ဂျင်ဆိုမင်နဲ့ရယူပါဂျင်ဆိုမင်မှာဗီတာမင်နဲ့သတ္တုဓာတ်တွေပြည့်ဝစွာပါဝင်တဲ့အပြင်ဂျင်ဆင်းရဲ့အစွမ်းကလည်းတင့်ကိုအကူအညီအားဖြစ်ပေးပါမယ်ဂျင်ဆိုမင်အဆင့်မြင့်ဂျင်ဆင်းအားစေကိုလေ့စင်တောက်ပါ Mega We Care မြန်မာ Financial Center ကဦးစီးကျင်းပတဲ့ Dress for This Charity ဈေးအောင်ပွဲကို February 22ရက်နေ့ကမြန်မာ Financial Center မှာပြုလုပ်ခဲ့ပါတယ်ဒီ Center ဟာ ဘန်ကင်းနဲ့သက်ဆိုင်တဲ့ဘာသာရပ်တွေစီမံခန့်ခွဲရာတွေကိုတင်ကြားပေးတဲ့သင်တန်းကျောင်းတစ်ခုဖြစ်ပြီးနိုင်ငံတကာအဆင့်ထိထိုးဖောက်နိုင်မဲ့ကျွမ်းကျင်သူတွေကိုမွေးထုတ်ပေးနေတာပါမတန်ဆွမ်းသူတွေကိုကူညီပံ့ပိုးပေးဖို့အတွက်အမျိုးသမီးဝတ်စုံသစ်တွေကိုရောင်းချပေးတာဖြစ်ပြီး February 20ရက်နေ့မှာကြာရောက်တဲ့ World Day of Social Justice ကိုမှတ်မိနေဖို့ကျင်းပတာပါအခုလိုဇေယျပွဲကိုဘာကြောင့်စီစဉ်ဖြစ်ပြီးတော့ဘယ်နေရာကိုလှူဒန်းသွားမယ်ဆိုတာကိုပွဲစီစဉ်သူကအခုလိုပြောပါတယ်ဒီပွဲကနေကျမမျှော်လင့်တာက လူတွေအချင်းချင်းချိတ်ဆက်နိုင်ဖို့နဲ့ဘ ഹു သုတတွေပွားများလာမှုဖြစ်တယ်လို့ပရာဟိတလှုပ်ဆောင်နေရတာတွေကိုလည်းဝမ်းသာမိပါတယ်။တာယာလှပတဲ့နိုင်ငံမှာကူညီတတ်တဲ့လူတွေများလာကြောင့်မြန်မာနိုင်ငံဟာအမြန်ဆုံးတိုးတက်သွားမယ်လို့လည်းယုံကြည်ပါတယ်။ဒီစိတ်တစ်ပိုင်းပါဝင်ခွင့်ရတာကြောင့်ကျင့်နေမဆုံးဖြစ်ရတယ်လို့ပဲဒီကနေ့ရောင်းလို့ရတဲ့ငွေတွေအလုံးကိုတကယ်လုံနေတဲ့ Mary Chapman စွန့်ဟာနာမကျအကြောင်းမှလှူဒန်းသွားဖို့လည်းရှိပါတယ်။ 2015ခရဲကစတင်ဖွဲ့စည်းခဲ့တဲ့မြန်မာ Financial Center ရဲ့ဒီဈေးရောင်းပွဲကို February 19ရက်နေ့ကစတင်ကျင်းပခဲ့တာဖြစ်ပြီး၃ရက်ကြာပြုလုပ်ခဲ့တာပါ။ပရဟိတလှူဒါန်းမှုတွေကိုရှေ့ဆက်လှုပ်ဆောင်သွားမှာဖြစ်ပြီးအခုလှုပ်ဆောင်ရတာကိုလည်းဝန်တာပီတီဖြစ်မိတယ်လို့မက်ခင်ညီညီတော်ကပြောပါတယ်။ အာအခုလက်ရှိကတော့အမားတို့ကဒီဒီ dress တွေကိုပဲအမားတို့ကအခုလုပ်ဖြစ်သေးရပါတော့နောက်ပိုင်းမှာတော့လေသူတို့ဆက်ပြီးတဲ့အခါမျိုးတော့စီစဉ်နာမျိုးတွေလည်းရှိလာနိုင်တယ်ဘယ်လိုပုံစံမျိုးနဲ့လဲတော့အမားလည်းသိချာတော့မသိသေးဘူးပေါ့နော်ဒါပေမဲ့အမားတို့ကဒီ company ဒီလိုမျိုးပုံစံမျိုးမဟုတ်ရင်တော့အမားတို့ကဒီ company fan တွေကနေအဲ့လိုမျိုးလှူနေကြဆိုတော့လေအဲ့လိုမျိုး company fan တွေကနေလည်းအမားတို့လှူဒန်းမှုအတွက်ဆက်ပြီးတော့လုပ်သွားမှာပါညီမတို့ MFC အနေနဲ့ပေါ့နော်အခုတို့လှူဒန်းမှုတွေပြုလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမားတို့လည်းအရန်ဝမ်းသာပြီးပြီဖြစ်တယ်ပေါ့နော်နောက်ထပ်ပြီးတော့လည်းဆက်လက်ပြီးတော့လှူဒန်းမှုတွေအတွက် ူးစားသွားပါမယ်လို့ပြောချင်ပါတယ်